ဗုဒ္ဓနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ21ရက်နေ့တော်တွင်အထူးကောင်းတဲ့ကာလပေါ်ထွန်းပါတယ်ရန်တိုက်ခဏနေလဲထိတ်တိုက်တွေ့မယ်ပညာရေးကိုဆောင်ရွက်သူများထွန်းတော့ပါပါထိတ်တန်းကအောင်မြင်နိုင်တယ်အိမ်မှာပညာရှာသူတွေရှိရင်လဲစပွဲဖြေသူတွေရှိရင်သူတို့အောင်မြင်နိုင်မယ် ဒီရက်တွင်မှ အာမခန္ဓာတောင်းယူတာမလုံရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။လောဘစိတ်နဲ့လုတဲ့ကိစ္စမှန်သူများဘာမှအဆင်မပြေဘူး။တဏှာစိတ်နဲ့ဝေကြီးချိုးမြတ်မရရင်နေလုံမယ်ဆိုတဲ့ကိစ္စတွေကထူးထူးခြားခြားအဆင်ပြေသွားမှာအာမခန္ဓာမလုံရတဲ့ပြင်ပစ္စည်းလောင်တာဈေးကစားတာလုံးဝမလုံရအောင်ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။ရဲ့နေရပြဿနာတွေအများကြီးရှိတယ်။စိတ်ရှိသီးခံပြီးဖြေရှင်းရအတိုက်ခံနေတဲ့ထိတဲ့တွေ့ပဲ။ဆက်ကြောင်းရဲ့နေရတော့သစ္စာမရှိတဲ့လူတွေနဲ့တွေ့ပဲ။ဒါပေမဲ့မြတ်တာရေးရကံကောင်းခြင်းနဲ့စံပွင့်ခြင်းကံတွေကလည်း ဖြစ်ထွန်းနေတယ်။ဆက်ခွန်ရဲ့နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။အပြိုင်ဆိုင်ကြတန်လန်းပေါ်မှာရည်မှန်းကြအောင်မြင်မယ်။ဆက်ရှိရဲ့နေ့အဲ့ဒီနေ့မှာရန်တိုက်ခံနေများတဲ့တဲ့စိတ်ပင်ပန်းသူပင်ပန်းနေဖြစ်တဲ့တဲ့ပြီးမှငွေရေးကြေးကံလုပ်ငန်းကတန်လန်းနေပေါ်မှာ၁၉ရက်နေ့ကသူတမားကြောင့်ကိုရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းတွေကြုံမယ်။၂၀ရက်နေ့မှာလမ်းသစ်ထွေပြီးလောက်တာကျိုးပြီးတယ်ရှင်မချက်စီအောင်မြင်မယ်၂၁ရက်နေ့က ရပိုင်ခွင့်နေလဲဝယ်ပြန်ရမယ်တတိထားမှာ15ရက်နေ့အဲ့ဒီမှာအနောက်ရက်ကုန်တည်သွားစဉ်အန္တရာယ်ရှိတတ်တာတတိထားရမယ်နေ့တန်တိုင်းခွဲနဲ့ညနေ3နိုင်ကြာ16ရက်နေ့မှာတခါရှင်းမြောက်ရက်ကုန်တည်သွားစဉ်အန္တရာယ်ဖြစ်တတ်တယ်အဲ့ဒီမနေ့4နိုင်ခွဲနဲ့ညမနေ့6နိုင်ကြာမှာသွားလာနေတဲ့ကျူးဆက်ရမယ်ဒီကာလတစ်လျှောက်လုံးတော်တွင်မှာဇာသပတိနေဗုဒ္ဓနေ့ ။သောကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေမွေးသူများကြောင့်စိတ်နှောက်ရှက်များတတ်တဲ့ငါးသုံးခုကနန်းတွေကျိုးပေးတဲ့အဖြူရောင်စိတ်ရောင်မိခွရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်ကိုပိုက်ဆံတထောင်တန်တရက်ကိုမွေးနပ်တာပဲပြန်ပြီးပိုက်ဆိုင်တဲ့ထဲဆောင်ကဒီကာလအတွက်လက်ကောင်းစေသောဆောင်ဖြစ်ဆောင်ယူပေးပါကျေးဇူးတင်ပါတယ်